ခင်မွန်ဖြစ်သူရဲ့လက်ချက်ကြောင့်အသက်ပေးလိုက်ရတဲ့ဘကူးမျိုးမမိန်ကလေးရဲ့ဝမ်းနည်းပွေအားဖြစ်စဉ်မင်္ဂလာပါပရိသတ်ကြီးရင်ပြီးခဲ့တဲ့ရက်ပိုင်းကဘကူးမျိုးမဝမ်းနည်းစရာဖြစ်ပျက်တစ်ခုဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်အဆိုပါဖြစ်စဉ်ကတော့ခင်မွန်ဖြစ်သူက သူ့ရဲ့ဇနီးနဲ့စကားများရန်ဖြည့်ရာကနေဇနီးတဲ့ဖြစ်သူကိုဓာတ်နဲ့ထိုးတက်ပြီးတော့ထွက်ပြေးလွမြောက်သွားခဲ့တာဖြစ်ပြီး၎င်းတို့ရဲ့သားသမီးနှစ်ဦးချိန်ရှိခဲ့တာလည်းဖြစ်ပါတယ်ဖြစ်စဉ်ကတော့လင်မယားနဲ့ဟာစကားများရန်ဖြည့်ရာကနေ ယောက်ျားဖြစ်သူကဓာနေထိုးကထွက်ပြေးတင်းချောင်သွားခဲ့တာဖြစ်ပြီးမတ်လ17ရက်နေ့သကောင်းရံအချိန်မှာပဲခူးမျိုး စိန်ထွန်းရက်ွက်လက်ဝဲတန်ရာလမ်းမှာရှိတဲ့နေအိမ်မှာဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။အဆိုပါတည်ဆုံသွားခဲ့တဲ့အမျိုးသမီးဟာအသက်32နှစ်ဝန်းကျင်ဖြစ်ပြီးတော့တားလီနှုတ်ရဲ့မိခင်လည်းဖြစ်ပြီးပဲခူးမျိုးမှာပဲပဲရီခဲမုံနဲ့ဖာလူတာဆိုင်ကိုဖွင့်လှစ်ရောင်းချနေသူလည်းဖြစ်ပါတယ်။ခင်မွန်ဖြစ်သူကတော့အသက်29နှစ်အရွယ်ကိုအောင်မြင့်မြတ်ဆိုသူဖြစ်ပြီးတော့ လက်ဝဲတုံနရလမ်းမှာနေတိုင်းနဲ့ဇနီးဟောင်းဖြစ်တဲ့သူစီကိုည10နာရီဝန်းကျင်မှာမူယူတောက်စားပြီးတော့ရောက်ရှိလာခဲ့ကစကားများရန်ဖြစ်ရာမှာဇနီးဟောင်းဖြစ်သူ မလင်းလင်းကျော်ကိုအသိမ့်ပါလာတဲ့ဓာတ်နဲ့ထိုးသက်ခဲ့တာလေးဖြစ်ပါတယ်။မလင်းလင်းကျော်ကခင်မွန်းဟောင်းကိုအောင်မြင်မဲ့ဆိုသူနဲ့ကွဲနေတာဆိုရင်နှစ်နှစ်ခန့်ကြာနေပြီဖြစ်ပြီးတားငယ်လေးနှစ်ဦးကိုသူကိုယ်တိုင်ကပဲစီးပွားရေးတွေလောက်ကင်ပြီးတော့လောက်ကင်ကျွေးမွေးနေတာလေးဖြစ်ပါတယ်။ခင်မွန်းဖြစ်သူနဲ့ နှစ်နှစ်ခန့်ကြာကွာရှင်းထားပြီးကမှပြန်လည်ပေါင်းသင်းနေတယ်ဆိုပြီးတော့လေရက်ွက်နေပြည်သူများကပြောဆိုမှုတွေလည်းရှိနေပါတယ်။လင်မယားနှစ်ယောက်ကတော်တော်လေးကိုချစ်ကြတယ်။ခဏခဏစားနောက်နေကြတာ။ဒါကြောင့်လည်းဖြစ်တဲ့အချိန်စနေတာဆိုပြီးတော့လေဘေးဘက်ဝင်ချင်းကလူတွေကမသိချင်အောင်စောင့်နေကြတယ်ဆိုပြီးတော့လေသိရပြီးတော့အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့တည်ဆုံသွားသူအမျိုးသမီးနဲ့တည်ကျွမ်းရင်းနှီးသူတဦးရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာပြောဆိုရေးသားထားတာတွေလည်းရှိခဲ့ပါတယ်။အဆိုပါအမျိုးသမီးက ကိုရီဘကိုးကခင်မင်ခဲ့ရတဲ့ညီမလေးအတွက်စိတ်မကောင်းပါဘူး။မင်းညပိုင်းကဘကိုးမျိုးစိန်ထွန်းရက်ကွယ်လက်ဝဲတုံနရလမ်းမှာမိမကိုယောက်ျားဖြစ်သူကဓာတ်နဲ့ထိုးတဲ့အမှုဖြစ်ပွားခဲ့ပါတယ်။ဘကိုးစီယုံအယောက်မှာတီးဆုံးခဲ့ရတာလည်းဖြစ်ပါတယ်။လူသက်တရခန်းဆိုတဲ့ယောက်ျားဖြစ်သူကလည်းထွက်ပြေးတင်းရှောင်နေပါတယ်။သားသမီးတွေနှစ်ယောက်လည်းကြံရှိခဲ့ပါတယ်။မိန်းကလေးတွေကလူမသိသူမသိအိမ်တွင်အကြမ်းဖက်မှုကိုခံနေကြရတာဖြစ်ပြီး အခုဆိုရင်ဒီညီမလေးကအသက်ပါပေးလိုက်ရတဲ့အထီးပါဖြစ်နေရပါပြီ။အမျိုးသမီးတွေကိုအမျိုးသမီးအချင်းချင်းဝိုင်းကူညီကြရအောင်ပါ။တရားခံပုံတွေကိုလည်းတင်ပေးထားတာဖြစ်ပြီးတော့ထွက်ပြေးလွတ်မြောက်နေစေဖြစ်တဲ့အတွက်တွေ့တဲ့နေရာမှာတွေ့တဲ့လူကအကြောင်းကြားပေးကြပါဆိုပြီးတော့လေ။ကူညီတဲ့ post တွေကိုပါဝိုင်းဝန်းရေးသားတင်ပေးလာခဲ့တာလည်းဖြစ်ပါတယ်။အဆိုပါပကူးမျိုးရက်ွက်နေပြည်သူများအနေနဲ့အခုပဲသူ့ရဲ့အာတုပကိုပို့ပေးပြီးတော့ပြန်လာတာပါ။ လင်းမြားချင်းမူးပြီးတော့စကားများကြတာလို့သိရပါတယ်။ဒါနဲ့ထူတာကဒါကပေါင်ကိုထိုးမိတယ်ဆိုပြီးတော့လည်းပြောဆိုနေကြပေးမယ်။ကောင်မလေးကပြစ်လဲပြီးတော့ခေါင်းနဲ့ဘာနဲ့ရိုက်လဲတော့မသိဘူး။ခေါင်းကတန်ရာကြောင့်သိတယ်ဆိုပြီးတော့လည်းအမျိုးမျိုးပြောနေကြတယ်ဆိုပြီးတော့ရက်ွက်နေပြည်သူတွေရဲ့ပြောဆိုမှုတွေအများသိရှိရပါတယ်။အခုအချိန်မှာတော့မလင်းလင်းကျော်ကခင်မုန်းဖြစ်သူရဲ့လူမဆန်တဲ့လုပ်ရက်ကြောင့်အသက်ပြီးခဲ့ရတာဖြစ်ပြီးတော့နောက်ွယ်မှာလည်းသားလေးနှစ်ဦးကမိခင်မဲအဖြစ်နဲ့ကြန့်ရှိခဲ့ရပြီလေဖြစ်ပါတယ်။ အခုလက်ရှိမှာတော့တရားခံဖြစ်သူအသက်29နှစ်အရွယ်ကိုအောင်မြင့်မြတ်ဆိုသူဟာထွက်ပြေးလွတ်မြောက်နေတာလည်းဖြစ်ပါတယ်